ခင်မိုးဆိုတာမိအိမ်နဲ့တူပါတယ်ကိုရိုင်းလောင်ကျွင်တင့်ဘွားကိုအလင်းပေးရသူပါဒါကြောင့်ခင်မိုးရဲ့အာသာချက်ဖြစ်ပါစေအားနည်းချက်မဖြစ်ပါစေနဲ့ဘာလို့ဆိုချမ်းသာစေရင်ဘဝအစွန်တိုင်းခင်မိုးမဲ့အတူရှိနေမှာမို့ပါသူအပြစ်မှာဘလောက်ပဲအခက်အခဲတွေနဲ့ရုန်းကန်နေရပါစေအင်ပြန်ရောက်တဲ့အခါသူ့အုံနောက်ထဲကပထမဆုံးတွေ့မိတာကကို့ဇနီးကို့မိသားစုပျော်ရွှင်နေဖို့ပါပဲခင်မိုးယောက်ျားထပ်ပို့ပြီးကိုပိုင်ဆိုတာဘသူမှမရှိပါဘူး အသက်အရွယ်တစ်ခုလျှောက်လာတဲ့အခါသားသမီးတွေကမိဘတွေရဲ့ပခုံးပေါ်ကိုဝင်တော့ဝင်ပို့ဖြစ်လာတတ်ပြီးမြေသေးတဲ့အထိကြိုးကြိုးဆဆအလတ်လုပ်ပေးတဲ့သူကတော့ခင်မွန်းယောက်ျားပဲဖြစ်ပါတယ်။ဇနီးတဲ့ကပြည့်စုံစွာထားနိုင်မှုအတွက်ပေါ့လေ။အိမ်တော်ရှင်မျိုးသမီးတယောက်သူ့ယောက်ျားအိမ်မှာဘလောက်ကုန်တဲ့ခါရှိမလဲဆိုတာသူ့ခင်မွန်းရဲ့ချစ်ချင်းတန်မိုးထားခြင်းတွေပေါ်မှာမူတည်ပါတယ်။သူ့ခင်မွန်းရဲ့ချစ်ခင်လေးစားမှုနဲ့အားပေးမှုကိုရရှိတဲ့မိန်းမတယောက်ကိုယောက်ျားအမျိုးဘက်ကဘယ်သူမှနှိမ်ချလို့မရနိုင်ပါဘူး။ဒါပေမဲ့ခင်မွန်းယောက်ျားကပဲမကောင်းဘူး။ ကြံတဲ့လူတွေကောင်းနေရင်တော့အဲ့ဒီမိမအတွက်အဲ့ဒီမှာနေဖို့ဆိုတာအလွန်ခက်ခဲသွားပါတယ်။ခင်မိုးယောက်ျားရဲ့ချစ်ချင်းမေတ္တာနဲ့စိတ်ပိုင်းဆိုင်ရာအားပေးမှုဟာမိမတယောက်ကိုအိမ်တော်ရေးဘဝအတွက်တာဝန်ယူမှုရှိစေုံသာမကစိတ်ပိုင်းဆိုင်ရာအရာလည်းခိုင်မာလာစေပါတယ်။ခင်ပိုးယောက်ျားကသူမကိုဂရုစိုက်ပြီးသူမရဲ့နာကျင်မှုတွေကိုနားလည်ပေးမယ်ဆိုရင်အဲ့ဒီမိမဟာအဲ့ဒီအိမ်မှာတသက်လုံးချမ်းချမ်းသာသာနေထိုင်နိုင်ပါတယ်။လက်ထပ်ပြီးသွားတဲ့နောက်ပိုင်းကာလဟာယောက်ျားတိုင်းအတွက်လည်းစိန်ခေါ်မှုတစ်ရပ်ပါပဲ သူဟာမိဘနဲ့ဇနီးတဲ့နှစ်ဦးစလုံးရဲ့ဆက်ဆံရေးမှာဟန်ချက်ညီဖို့လိုအပ်ပါတယ်။ဒါပေမဲ့ဒါဟာတဦးကိုပျော်ရွှင်စေဖို့အတွက်အခြားတဦးကိုစိတ်နာစေရမယ်လို့မဆိုလိုပါဘူး။မိဘတွေအတွက်ကျေးဇူးတင်စရာရှိသလိုဇနီးတဲ့အတွက်လည်းကျေးဇူးတင်စရာရှိပါတယ်။မိဘတွေရဲ့စကားကိုနားထောင်ပြီးဇနီးတဲ့ကိုစိတ်ဆင်းရဲစေတာလည်းမမှန်ပါဘူး။ဇနီးတဲ့ရဲ့စကားကိုနားထောင်ပြီးမိဘတွေကိုစိတ်ဆင်းရဲစေတာလည်းမမှန်ပါဘူး။ဇနီးတဲ့အနေနဲ့သူမဟာ ိမ်ထဲမှာတယောက်တည်းရှိနေတယ်လို့မခံစားရအောင်တံမိုးထားပေးပါ။တူမကိုယုံကြည်ပေးပါ။အားပေးပါ။ကြောက်ကြအိမ်က မိသားစုတိုင်းကိုတူမတရင်တနည်းရှိအောင်ပြင်ဆင်ကြံစားပေးပါ။တကယ်တော့မိမတယောက်ကြောက်ကြအိမ်မှာအုံတိတ်ခါရှိဖို့ဆိုတာသူခင်မုံကတူမကိုစိတ်ထဲကနေအမျက်တနှုံးရှိပြီးနားလေပေးကအားပေးမှသာရရှိနိုင်တာပါ။ခင်မောယောက်ျားကသူမဘက်မှယက်တီပေးမယ်ဆိုရင်ဘလို့အခြေအနေမျိုးဖြစ်ဖြစ်အဲ့ဒီမိန်းမဟာသူ့ဘဝတသက်တာလုံးကိုပျော်ရွှင်စွာပြသနိုင်မှာပါ ဒါပေမဲ့ခင်မိုးယောက်ျားကပဲသူမကိုစွန့်ခွာသွားမယ်ဆိုရင်အဲ့ဒီမိန်းမအတွက်အဲ့ဒီအိမ်မှာတရက်တောင်နေဖို့ခက်ခဲသွားပါလိမ့်မယ်။ခင်မိုးတဲ့နဲ့ဇနီးတဲ့ဆက်ဆက်ကြီးကချီးမြှင့်လိုပါပဲ။အကယ်၍ချီးမြှင့်အချင်းချင်းပြလို့ပြန်ဆက်မယ်ဆိုရင်အရင်လိုမလှတော့ဘဲအဖို့ထစ်တွေပဲဖြစ်ပြီးကြံ့ရင်မှာပါ။လူချင်းချင်းဆက်ဆက်ကြီးမှလည်းဒီလိုပါပဲ။အမြဲပြဿနာရှာနေမယ်အမြဲအပြစ်ပုံချနေမယ်စိတ်ထားမကောင်းဘူးဆိုရင်တော့အချီကျိုးမှာအဖို့ထစ်တွေရှိလာသလိုပဲတဆက်သေးတော့ရှိနေပြီမဲ့ဘလို့လို့လှပပါတော့မလဲ ချင်းမွန်းတန်တဲ့ဇနီးတဲ့ဆက်ဆံရေးအားချင်းမြင်လို့ပါပဲအကယ်၍ချင်းမြင်ကိုအချင်းချင်းပြက်လို့ပြန်ဆက်မယ်ဆိုရင်အရင်လိုမလာတော့ပဲအဖို့တစ်တူပဲဖြစ်ချင်ရင်ပါပါလူအချင်းချင်းဆက်ဆံရေးမှလည်းဒီလိုပါပဲအမြဲပြဿနာရှာနေမယ်အမြဲအပြစ်ပုံနေမယ်စိတ်ထားမကောင်းမှုဆိုရင်အချီကျုံးမှာအဖို့တစ်ပါတယ်လို့ပဲတစ်ဆက်တည်းတော့ရှိနေပေမဲ့ပဲလှပါတော့မလဲချင်းမွန်းတန်နဲ့ဇနီးတဲ့ဆိုရဲဆက်ဆံရေးဟာဆိုရင်တော့အရေးအထူးဆန်းနေအခွင့်အရေးအများဆုံးလည်းရှိရယ်နာကျင်မှုအများဆုံးလည်းခံစားရတတ်တယ် ကိုယ့်ရဲ့အားထားရလို့ထင်ရတဲ့သူဟာကို့ကိုပဲအခါခါဒုက္ခပေးတတ်တယ်။ခင်မွန်းတဲ့နဲ့ဇနီးတဲ့ရဲ့ဆက်ဆံရေးဟာအရန်ကိုထူးဆန်းတယ်။အခွင့်အရေးအများဆုံးလည်းရှိတယ်။နာကျင်မှုအများဆုံးကိုလည်းခံစားရတတ်တယ်။ကိုယ့်ရဲ့အားထားရလို့ထင်ရတဲ့သူကကို့ကိုပဲဒုက္ခအခါခါပေးတတ်တယ်။ခင်မွန်းတဲ့ရဲ့အောင်မြင်မှုနောက်ွယ်မှာသူမိဘတွေရဲ့တုန်တင်ဆုံးမမှုတွေအများကြီးပါတယ်။မယားဆိုတာယောက်ျားတွေအောင်မြင်ပြီးမှသာသူတို့ဘဝတွေဝင်ရောက်လာကြတာပါ။ဒီအမှန်တရားကိုလက်ခံနိုင်နေမယားသာ ကောင်းတော့မယားလို့ခေါ်ဆိုခံရပါတယ်။ ကဲဒီတခါတော့စာရွက်နဲ့ဘောပင်တစ်ချောင်းယူပြီးထိုင်လိုက်ပါတော့မိပါမ냐ကိုယ့်ရဲ့ကလေးကိုကြားမရည်မကောင်းတဲ့ကလေးဒါမှမဟုတ်စာညံ့တဲ့ကလေးတွေနဲ့ရှင်းကြည့်ပါရလာတဲ့ရလက်ကိုကြည့်ပြီးပျော်သွားရင်မလားဒါပေမဲ့မင်းစိတ်ဆင်းရဲခြင်းနဲ့ဆိုရင်တော့အရန်လွယ်တဲ့နည်းတစ်ခုရှိတယ်ကိုယ့်ရဲ့ကလေးကိုပိုတော်တဲ့ကလေးနဲ့နှိုင်းရှင်ကြည့်လိုက်ပါရလက်ကစိတ်မချမ်းသာစရာဖြစ်မှသိကြပါတယ်တင့်ကလေးရဲ့ confidence level ကလည်းတဖြည်းဖြည်းချင်းကုန်ဆုံးသွားလိမ့်မယ်သူကသူများတွေထန်နှင်းကြရလို့စတင်လာလိမ့်မယ် မိဘနဲ့ကြာဆက်ဆံရေးကွာဝေးလာပါလိမ့်မယ်။ဒါပေမဲ့ကိစ္စအဒီမာရင်ပြီးမသွားဘူး။ comparison ရဲ့အကြီးမားဆုံးဆိုကြောကဒီအချိန်မှာပဲဖြစ်ပါတယ်။တနေ့မှာမင်းရဲ့ကလေးကလည်းမင်းကိုတခြားမိဘတစ်ယောက်နဲ့ရှင်လာအောင်ပါပဲ။ဒါကြောင့် comparison လုပ်ချင်တဲ့စိတ်မျိုးမမွေးမိပါစေနဲ့။အဲ့လိုစိတ်ဖြစ်လာတယ်ဆိုရင်လည်းငါကလေးကငါတို့အသက်ကြီးလာတဲ့အခါငါတို့ကိုပြန်ကြည့်မှာပဲ။တခြားကလေးကလာကြည့်မှာမဟုတ်ဘူး။ဒါကြောင့်အခုလည်းငါကလေးကတော်တယ်၊လိန်ပါတယ်လို့သာမှတ်ယူထားပါ။ဒီစကားကမင်းရဲ့နှလုံးသားကိုထိမိခဲ့ရင် ဒီဗီဒီယိုလေးကို share လုပ်ပေးပါပြီးတော့ channel လေးကိုလည်း follow လုပ်ထားခဲ့မယ်ဆိုရင်နောက်အသစ်တွေမဲ့ဖေဖေမေမေတို့အတွက်အကျိုးရှိစေမယ်အလုပ်ဖြစ်မဲ့အကြောင်းတွေထပ်တွေ့ရအောင်မှာဖြစ်ပါတယ်ခင်ဗျာခင်ဗျားစီကနေထွက်သွားခြင်းတဲ့သူတယောက်ဟာခင်ဗျားရဲ့အားနည်းချက်ကိုစုပ်ကင်ထားပြီးခင်ဗျားကိုဒုက္ခပေးမယ်စိတ်ဆိုးအောင်လုပ်မယ်ဟားတိုက်မယ်ကဲ့ရဲ့မယ်မတိကျအောင်ဆောင်မှာဖြစ်ပါတယ်သူလုံနေတဲ့ပုံစံကထွက်သွားခြင်းတဲ့သူအပြစ်မဖြစ်ရလေအောင်ခင်ဗျားကိုယ်တိုင်သူ့ဘဝတွေကထွက်သွားမှာသူကခင်ဗျားကိုအပြစ်ပြန်တင်လို့ရမှာလေ ခန္ဓာကိုယ်ရဲ့အလားအပါဟာကြာရှည်မခံပါဘူး။ကောင်းမြတ်တဲ့ကံ၊ကောင်းမြတ်တဲ့အတွေ့၊ကောင်းမြတ်တဲ့အပြုမှုနဲ့ဇယိုက်လက္ခဏာတွေကသာလူသားရဲ့စိတ်မှန်တော့အလားအပါပါပဲ။တမီးမေကိုမေးကြည့်ပါဦး။တမီးနဲ့နောက်ဆုံးချင်းဘယ်တော့မှပျော်ရွှင်စွာစကားပြောခဲ့လဲဆိုတာမေးကြည့်ပေးပါဦး။တနေ့လုံးစားပဲကြက်ခိုင်းလိုက်။ဟိုဟာခိုင်းလိုက်ဒီဟာခိုင်းလိုက်နဲ့လှုပ်ပြီးပြန်ရင်လည်းဘယ်တော့မှမကြည့်နိုင်ဘူး။တနေ့လုံးလည်းဒီလိုပဲ။အစားသူမှပြောစရာမရှိဘူး။ကလေးမလေးတယောက်ကကျမကိုပြောလာတာပါ။သူ့စကားကိုကြားပြီးရကျမအံ့ဩသွားတယ်ရှင့်။ ်မိဘတွေကိုနားလဲစေချင်တာကကလေးတွေနဲ့စကားပြောဆိုနေရမိဘနဲ့ကလေးကြမှာစိတ်ဖိစီးမှုတွေဖြစ်စေနေတယ်။တနေ့ကုန်တင်ပေးနေတာညွှန်ကြားချက်တွေပဲပေးနေတာမကျင်တဲ့ချက်တွေပဲပြောနေရနဲ့စာပဲချက်ခိုင်းနေတတ်ကြပါရဲ့။အဲ့ဒီကလေးမွေးပြီးတော့ကိုယ့်ရဲ့လက်ထဲရောက်လာတော့ကပျော်လို့မစုံမျက်ရည်ပါကြားခဲ့ကြတယ်မဟုတ်လား။စိတ်ထရလေဒီကလေးကိုချစ်ခင်ကျင်နာစွာနဲ့ပြုစုပြုထောင်မယ်လို့စိတ်ထရနေကတိပြုမိမှာပဲ။ဒါပေမဲ့ဒီနေ့ကြတော့ရောညွန်ကြားချက်တွေနဲ့မကျင်တဲ့ချက်တွေရဲ့မိုးသီးမိုးပေါက်တွေရွာသွန်းနေရဲ့ ကျမတို့တွေဒီနေ့မိနစ်30လောက်အချိန်မပေးနိုင်ကြဘူးလား။ကျမတို့တွေခလေးတွေကိုလွတ်လပ်စွာနေခိုင်းပြီးတော့တခြားအကြောင်းတွေပြောပြလို့ရပါတယ်။အချိန်နည်းနည်းပေးပြီးတော့ပြောပြောရွှေရွှေကစားပေးလို့ရပါတယ်။တို့လိုချင်တာဒါမျိုးတွေပဲ။အဲ့လိုမလုပ်ရင်ခလေးကစာမေးပွဲတွေတော့အောင်ကောင်းအောင်နိုင်ပါတယ်။ဒါပေမဲ့မိဘတွေအနေနဲ့ပြုစုပြူထားရမှာတော့ကြာရှုံးသွားလိမ့်မယ်။ဒါကတော့ခလေးရဲ့ရှင်နေရစကားသမား။ဒီစကားကိုအဖေမေရေစီရအောင်ညှောင့်ဝေပေးလိုက်ပါနော်။ ကျမကိုလည်း follow လုပ်ထားမယ်ဆိုရင်တော့အဖေမေရီအတွက်အသုံးတဲ့အကြောင်းတွေနေတိုင်းကြားသိနေရမှာပဲဖြစ်ပါရဲ့ရှင်ချစ်ချင်းမြတ်တာဆိုတာလက်ထပ်ပြရနဲ့ကုံဆုံးသွားတာမျိုးမဖြစ်သင့်ဘူးဒါပေမဲ့မကြာခဏဆိုသလိုအဲ့လိုပဲဖြစ်တတ်တယ်အစာပိုင်းမှာဆိုစိတ်မအိမ်မသာဖြစ်စရာနည်းနည်းလေးပဲဖြစ်ဖြစ်စိုးရိမ်ကြီးစိတ်တာမျိုးရှိတယ်တိုးပေမဲ့ကိစ္စအကြီးကြီးဖြစ်နေရင်တော့မှယူတက်ဆိုင်မိတဲ့စကားတခုထွက်မလာဘူးပွဲတော်ရက်မို့အိမ်အောင်ကြပြီးတဲ့ညမှာအမေအိမ်ကိုပြန်လာတဲ့အခါချစ်ချင်းမြတ်တာနဲ့လေးစားမှုနည်းနည်းလေးထားလိုက်ပါ သူ့ကိုတစိမ့်တယောက်လုံးမခံစားရစေနဲ့အမေရင်ပြန်လာခြင်းဟာသူမပြန်လဲရှင်တန်မှုလာတာပါသူကတခုခုယူဖို့လာတာမဟုတ်ပါဘူးအမေရဲ့ရင်ွယ်ကိုခိတ္တကိုဖို့လာတာပါတကယ်လို့တင်ဟာရုတ်တရက်အရန်ချမ်းသာတဲ့သူတယောက်ဖြစ်လာခင်ဒီအချက်ရှိချက်ကိုတတိထားပါမယ်နံပါတ်1ကြောက်ဝတ်ပါမိဘအပါအဝင်ဘသူကိုမှမပြောပါနဲ့နံပါတ်2အကျွေးရှိရင်အရင်ဆက်ပါ အကျွေးဆက်တဲ့အခါတခါရေအကြည့်မဆက်ပါနဲ့ဖြည်းဖြည်းချင်းဆက်ပါ3 နံပါတ်3ငွေစုပါရင်းနှီးမြှုပ်နှံမှုကိုအလျင်စလို့မလုပ်ပါနဲ့အချိန်တစ်ခုအထိမိတ်ဆွေတွေနဲ့ဆက်တူအလုံးမလုပ်ပါနဲ့ပတ်စံကိုအနည်းဆုံးနှစ်ဝက်လောက်အထိစုဆောင်ထားပါနံပါတ်4ပတ်စံအားလုံးကိုအလုပ်တစ်ခုထဲမှာမရင်းနှီးမိပါစေနဲ့ခြံထားပါလက်ရှိအလုပ်ကနေလည်းအလျင်စလို့မထွက်ပါနဲ့အိမ်နဲ့ဂါရီကိုလည်းအလျင်စလို့မဝယ်မိပါစေနဲ့နံပါတ်5မိမိကိုယ်ကိုမိမိညှစ်တယ်မှာစာဖတ်ပါအတတ်ပညာတွေသင်ယူပါ အရေးချင်းမရှိရင်ဆုံးရှုံးမှုတွေတွေ့ကြုံရတတ်ပါတယ်။နံပါတ်6ကလေးရှင်တင့်မှာပတ်စံအများကြီးရှိကြအောင်မပြောပြပါနဲ့။မဟုတ်ရင်ကလေးကသူ့ကိုယ်သူအာမကိုတပဲဖြစ်နေတတ်ပါတယ်။နံပါတ်9နှိမ့်ချစွာနဲ့အေးစေးနေပါ။အေးစေးစွာနဲ့ဘာမှမဖြစ်ခဲ့တယ်လို့နေပါ။နံပါတ်10ဒီအကြောင်းအရာကိုနားထောင်နေတဲ့သင်ကအကျိုးအကြောင်းပဲနားထောင်နေမိတာမဟုတ်ပါဘူး။တဲ့ရကံကောင်းတဲ့ချိန်တွေရောက်နေလို့ဆိုတာမမေ့ပါနဲ့ချွေးမကိုတာမို့မထားတဲ့အိမ် ယောက်ကတိကကိုပိုင်ဆုံးဖြတ်ချက်မရှိတဲ့အိမ်အတော်နဲ့ယောက်ကမကသာအာနာရှိတဲ့အိမ်ခင်မုန်းကမိသားစုစကားကိုသာလက်ခံရတဲ့အိမ်ဆိုရင်အဲ့ဒီအိမ်တော်ကြီးကပြက်စီးဖို့ကမလွဲဧကမှာအမျိုးသမီးတယောက်လက်ထပ်ပြီးယောက်ျားအိမ်ကိုရောက်လာတဲ့အခါသူမဟာဆက်ဆက်ရေးကိုသာမကအိမ်တအိမ်လုံးကိုစိတ်နှလုံးအကျွေးမဲ့ချက်ခင်မို့ကြိုးစားတယ်ဒါပေမဲ့သူမကိုပဲအိမ်ရဲ့အာအနေဆုံးလို့တတ်မှတ်ပြီးအေးမပေးတဲ့အခါအဒီကနေတပြေးပြေး ြိုပွဲမှုစတင်သွားတယ်။ချွေးမကိုအစကတည်းကစကားနှိမ်ချတာ၊စကားနာမထောင်တာ၊အရာရာမှာအပြစ်တင်တာတွေခံရရင်အဲ့ဒီအမျိုးသမီးကအသက်ရှင်နေသမျှကာလပတ်လုံးအိမ်မိုးကိစ္စတွေကိုသာလုပ်နေတာဖြစ်ပြီးစိတ်ထဲကတော့မပါတော့ဘော။ယောက်ကမနဲ့အတော်တို့ကချွေးမရဲ့အရာရာကိုအပြစ်ရှာနေပြီးယောက်ကတီကငြိမ်နေပြီးကြည်နေရင်အဲ့ဒီအိမ်မှာတရားမျှတမှုမရှိ အတ္တသာကြီးစိုးနေမှာပါ။ ခင်မုန်းရဲ့အခန်းကဏ္ဍကအရေးအကြီးဆုံးဖြစ်ပေမဲ့သူကမိသားစုစကားကိုသာ အမှန်လို့ယူဆပြီးဇနီးရဲ့ဒုက္ခကိုလျှို့ရှုမယ်ဆိုရင်အိမ်တော်ရေးပြုတ်ပွဲဖို့ကအသေးချပါပဲအချိန်တိုင်းအမေပြောတာပဲမှန်တယ်အတော်ပြောတာပဲမှန်တယ်ဆိုတာမျိုး အမြဲခံနေရတဲ့အိမ်တော်ရှင်အမျိုးသမီးတယောက်တိတ်မကြခင်အချိန်မှာဘာမှမပြောတော့ဘဲနှုတ်ဆက်နေသွားပါလိမ့်မယ်ဘာလို့ဆို သူမစိတ်ထဲကပြုတ်ပွဲသွားရင်မိသားစုဒါမှမဟုတ် အိမ်ဆောင်ရေးဆိုတာအမြင်ကြီးတာခြံခဲ့မှာပါအဲ့ဒီအိမ်မှာငြိမ်းချမ်းမှုမရှိရင်းနှင်းမှုမရှိနှွေးထွေးမှုမရှိတာကြောင့်ခက်လေးတွေအပေါ်မှာပါတက်ရောက်မှုရှိလာနိုင်မှာပါအိမ်ဆိုတာချွေးမကိုတမိအရင်လိုမျက်နှာမှာယောက်ကမကအပြစ်မဆိုပဲ အကြံစကားမဆိုမှအတော်ကမိတ်ဆွေလိုဆက်ဆံမှယောက်ကတိကအားပေးမှခင်မုန်းကသူမကောင်းတဲ့ကအတွက်ရက်တိပေးမှသာအေးချမ်းတဲ့မိသားစုဒါမှမဟုတ်အိမ်ဆောင်ရေးဖြစ်လာမှာပါ ချိန်မကိုအလိုလိုနှိမ့်ချခိုင်းနေတဲ့နေရာမှာမိသားစုအိမ်တော်ကြီးဆိုတာမတည်မြဲပါဘူး။ယောက်ျားအိမ်မှာစိတ်အေးချမ်းသာတဲ့ချိန်မဆိုတာယောက်ျားစကားကိုနားထောင်နေသူသာဖြစ်ပြီးယောက်ကတိယောက်ကမကိုလှုပ်ကြွေးပြူးစုတဲ့အမျိုးသမီးတွေကပဲပျော်ရွှင်ကြတယ်။စကားများပြီးမာနကြီးရဲ့အမျိုးသမီးအတ္တကြီးပြီးဒေါသထားတဲ့အမျိုးသမီးတွေဟာဒုက္ခရောက်ကြတယ်။တချို့ယောက်ျားကမရရချွေးမကိုချွေးမလို့မမြင်စိန်ခုံမှုတစ်ခုလို့မြင်တယ်ဘလို့နီးနဲ့မဆိုအနိုင်ယူရမယ့်အရာလို့မြင်တယ် သားရဲ့နှလုံးသားကိုအနိုင်ယူဖို့ကြိုးစားရင်ချွေးမရဲ့ဘဝကိုဖျက်ဆီးလိုက်မိကြတယ်။တနေ့မှငှမလေးတကောင်ကမြေကမ်းပေါ်မှာရှိနေတဲ့တစ်ပုပ်ပင်ကြီးကိုမိုးရတော်မှာမို့ကျမနဲ့ကျမကလေးတွေနေဖို့ရှင်းရဲ့အပင်ပေါ်မှာအတိုက်ဆောက်တဲခိုလို့ရမလား။မိလိုက်ပါတယ်။ငှမလေးရဲ့အမေကိုတစ်ပင်ကြီးကညင်လိုက်တာကြောင့်ငှမလေးကစိတ်မကောင်းဖြစ်ပြီးပြန်ထွက်သွားရင်နဲ့နောက်ထပ်တစ်ပင်တစ်ခုစီရောက်သွားတော့အဲ့ဒီအပင်ကိုလေကျမနဲ့ကျမကလေးတွေနားခိုဖို့အတွက်ရှင်းအပင်ပေါ်မှာအတိုက်ဆောက်နေလို့ရမလား။ ဲ့လိုမေးလိုက်တဲ့အခါမှာဒုတိယမေးလိုက်တဲ့တပင်းကခွင့်ပြုလိုက်တာကြောင့်ငမလီယာသူ့ကလေးတွေနဲ့တူအဲ့ဒီအပင်ကြီးပေါ်မှာအတိုက်ဆောင်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်လာပါတယ်။တနေ့မှာလေကြီးမိုးကြီးကြာလာပြီးလေအားပြင်းလွန်လာကြောင့်ပထမတပင်းကအမြစ်ပါကျပြီးမြစ်ထဲမျောပါသွားခဲ့ပါတယ်။မြစ်ထဲမျောပါသွားတဲ့တပင်းကိုမြင်လိုက်တော့ငမလီကကျမနဲ့ကျမကလေးတွေရှင်းစီခိုလုံွက်တောင်းတော့ငင်းခဲ့ရမဟုတ်လား။အခုမင်းရဲ့ဒီစံတတ်နဲ့ဆက်ဆံမှုအတွက်အပြစ်ဒဏ်ပေးခံရပြီ။ချိုးချိုးနေနေခနဲ့တက်တဲသွားပြောလိုက်တယ်။ သူပင်ကြီးကတော့အေးအေးဆေးဆေးပြန်ပြလိုက်ပြီးငါအမျက်တွေအာနေနေရဆိုတာငါသိရလေဒါကြောင့်ဒီတနေ့မိုးရွှေမှာငါခံနိုင်မရှိတာငါနားလဲပါတယ်ဒါကြောင့်လေမင်းနဲ့မင်းကလေးတွေအန္တရာယ်မကြစေချင်လို့ငါညင်လိုက်တာပါအဲ့အတွက်ငါ့ကိုခွန့်လို့ပါငါကလေးအဲ့လိုပြောရင်းနဲ့သူပင်ကရေစီးနဲ့အတူမျောပါသွားပါတယ်ပုံမြင်လေးကိုနားထောင်လိုက်ခြင်းဖြင့်တူတယောက်ရဲ့ညင်ဆုံမှုအမြဲတမ်းသူတို့ရဲ့စိတ်ရင်းမှန်လို့မထင်မိပါစေနဲ့နော်သူတို့ရဲ့ညင်းဆုံမှုတွေထဲမှာပဲတင်းအတွက်ကောင်းချွတ်တစ်ခုခုရှိနေနိုင်ပါတယ် လူတိုင်းရဲ့အခြေအနေကမတူညီကြပါဘူး။ကျမတို့နားမလည်နိုင်တဲ့အရာတွေအများကြီးရှိနိုင်မှသေးတယ်။ခါးသီးတင်နဲ့ဒါအမှန်တရားပဲ။အရင်တော့ကသမီးရှင်တွေစဉ်းစားတာဘယ်လိုတမန်ရလိမ့်မလဲ။ဒီနေ့ခေတ်မှာတော့တားရှင်တွေစဉ်းစားရတဲ့အလဲပေါ့။ချိန်မှဘယ်လိုဖြစ်လိမ့်မလဲ။အချိန်တွေသာပြောင်းသွားပေမဲ့စိုးရင်ပူပန်မှုကတော့အတူတူပဲ။ ချူတော့အမြင်ပဲပြောင်းသွားတာပါခိုင်မြဲတရားတဲ့အိမ်တော်ကြီးဆိုတာခင်မုန်းတဲ့နဲ့ဇနီးတဲ့တို့တယောက်ကိုတယောက်ဖေးမကူညီပြီးရှင်သန်နေထိုင်ကြတဲ့သူတွေမှဖြစ်ပေါ်လာတာပါဒါပေမဲ့အကြောင်းအရာတွေကိုဖုံးကွယ်ကြလာမယ်ယုံကြည်မှုတွေကျဆင်းလာပြီဆိုရင်တော့ချစ်ချင်းမြတ်တာဆိုတာခိုင်မြဲတရားဖို့နေနေတတ်တာဟန်ဆောင်မှုတတ်တတ်ပဲလို့နားလေလိုက်ပါဂျူးလူမျိုးတို့ရဲ့တမိုးရှိသောစာဂျူးလူမျိုးတို့ရဲ့စာသားနံပါတ်၁ရင်းညက်တဆက်ကြောင့်ရေကြီးတစ်ခွက်ညက်ပတ်သွားတယ် ရေကြီးတစ်စက်ကြောင့်ရေညစ်တစ်ခွက်ဘယ်တော့မှကြည်လင်လာမှာမဟုတ်ပါဘူး။နံပါတ်1ဘသူမှခိုးယူမသွားနိုင်တဲ့အရာ၃မျိုးရှိတယ်။ဘိုက်ထဲကိုဝင်ပြီးတဲ့အစာစိတ်အတွင်းထဲရအိမ်မက်နဲ့အုံနောက်ထဲထိဖတ်မှတ်ထားတဲ့စာကောင်းပေမွန်များဖြစ်ပါတယ်။နံပါတ်3ညင်းတွေဟာပျော်ပြောင်းတဲ့လမ်းပေါ်မှာခွာလိုက်တော့တတ်တယ်။လူတွေဟာလည်းချွတ်မြသောစကားသံညာချမှနှင်မောတတ်တယ်။နံပါတ်4 လူဘဝခီးမှာကံစိုးခြင်းနဲ့ကံကောင်းခြင်းဆိုတာတည့်တည့်ကွယ်ကွယ်မခွဲထားပါဘူးကံစိုးခြင်းအနေရှုံထနိုင်ကံကောင်းခြင်းဖြစ်ပြီးကံကောင်းခြင်းပေါ်စိန်ခံနေကံစိုးခြင်းဖြစ်လာမှာပါနံပါတ်5တကယ်လို့တင်းစောင်းမဖတ်ခဲ့ဘူးဆိုရင်မိုင်မောတတောင်ခီးထွင်ရင်လဲစပိုးလူလင်အစင်သာဖြစ်ပါတယ်နံပါတ်6တဲ့အိနီနာချင်းကမနေ့နှစ်နိုင်အထိစမ်းနေရတည်နေရင်လည်းစိတ်မဆိုးပါနဲ့သူ့ကိုမနေ့လေးနိုင်မှနှိုးပြီးနားထောင်လို့အရန်ကောင်းကြောင်ပြပြလိုက်ပါပညာသားပပနဲ့ပေါ့ နံပါတ်9တဲ့ရဲ့တပွားလုံးမှာတောက်လျှောက်တာစောင့်မျှော်နေမယ်ဆိုရင်ကြောင်းလင်းမှုတစ်ခုသာဖြစ်ပေါ်လာပါလိမ့်မယ်အဲ့ဒါကတော့သင်ဦးသားချက်မှာပဲနံပါတ်8ငွေချင်းအစ်စ်ဆိုတာပြောမကုန်တဲ့စကားတွေရှိနေတာမဟုတ်ပါဘူးပြောစရာမရှိအချိန်လေးအောင့်တတမခံစားရချင်မှာနံပါတ်9အချိန်ဟာစိတ်အနာကိုကုစားနိုင်တဲ့တမားတော်ကြီးပါဒါပေမဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ဆရာကြီးတော့မဟုတ်ပါဘူး။နံပါတ်10 ိုးစားပြီးမှနောင်နာရရင်ရှာပါစီမကြိုးစားဘဲနဲ့လွှဲသွားတဲ့နောင်နာမျိုးတော့မလိုချင်ဘူးတနေ့မှာငတ်မလေးတကောင်ကမြေကမ်းပါမှာရှိတဲ့တစ်ပုတ်ပင်ကြီးကိုမိုးရတော့မှမို့ကျမနဲ့ကျမကလေးတွေနေဖို့ရှင်ရဲ့အပင်ပေါ်မှာအတိုက်ဆောက်တဲခုံလို့ရမလားလို့မေးလိုက်ပါတယ်ငတ်မလေးအမေကိုတစ်ပင်ကြီးကညင်းလိုက်တာကြောင့်ငတ်မလေးကစိတ်မကောင်းဖြစ်သွားပြီးပြန်ထွက်သွားရင် နောက်တစ်ပင်တစ်ခုစီရောက်သွားတော့အဲ့ဒီအပင်ကိုလေကျမနဲ့ကျမကလေးတွေနားခုတ်ဖို့အတွက်ရှင်အပင်ပေါ်မှာအတိုက်ဆောက်နေလို့ရမလား တို့မေးလိုက်တဲ့အခါဒုတိယမေးလိုက်တဲ့တပင်ကခွင့်ပြုလိုက်တာကြောင့်ငှက်မလေးကဒုက္ခလေးတွေနဲ့အတူအဲ့ဒီအပင်ကြီးပေါ်မှာအတိုက်ဆောက်ပြီးပျော့ပျော့ရွှင်ရွှင်နေထိုင်လာတယ်။တနေ့မှလေကြီးမိုးကြီးကျလာပြီးလေအားပြင်းလွန်လာကြောင်ပထမတပင်ကအမြစ်ပါကျွတ်ကမြစ်ထဲမျောပါသွားခဲ့ပါတယ်။မြစ်ထဲမျောပါသွားတဲ့တပင်ကိုမြင်တော့ငှက်မလေးကကျမနဲ့ကျမကလေးတို့ရှင်းစီခုံလုံးတောင်းတော့ရှင်းရင်းခဲ့တယ်မလားအခုရှင်းရဲ့ကြမ်းတမ်းနဲ့ဆက်ဆံမှုအတွက်အပြစ်ဒဏ်ပေးခံရပြီ လို့ချိုးချိုးနေနေခနဲ့တက်တက်သွားပြောလိုက်တယ်။တပင်ကြီးကတော့အေးအေးဆေးဆေးပြောင်းပြလိုက်ပြီးငါအမြင့်တွေအားနည်းနေတယ်ဆိုတော့ငါသိရဲ့ဒီ။ဒါကြောင့်ဒီတနစ်မိုးတွေမှာငါခံနိုင်မရှိအငါနားလေ။အဲဒါကြောင့်မင်းနဲ့မင်းကလေးတွေကိုအန္တရာယ်မကျစေချင်လို့ငါညင်းလိုက်တာပါ။အဲ့ဒီတော့ငါ့ကိုခွန့်လို့ပါငါကလေး။လို့ပြောရင်တပင်ကခြေစင်းနဲ့အတူမျောသွားပါတယ်။ဒီပုံမြင်လေးကိုနားထောင်လိုက်ခြင်းဖြင့် တဦးတယောက်ရဲ့ညှင်းဆုံမှုကိုအမြဲတမ်းသူတို့ရဲ့စိတ်ရင်းအမှန်လို့မထင်မိပါစေနဲ့သူတို့ရဲ့ညှင်းဆုံမှုထဲမှာပဲတင်းအတွက်ကောင်းကျိုးတစ်ခုခုရှိနေနိုင်ပါတယ်လူတိုင်းရဲ့အခြေအနေကမတူညီကြဘူးကျွန်တော်တို့နားမလည်နိုင်တဲ့အရာတွေအများကြီးရှိနိုင်ပါသေးတယ်ငွေကြေးတတ်မှတ်တဲ့အမျိုးသမီးတယောက်အတွက်တော့ပတ်သက်မှုဆိုတာဟာသူ့အကျိုးစီးပွားအတွက်လမ်းကြောင်းတစ်ခုပါ သူမကခင်မုန်းအပေါ်မဆိုထားနဲ့အဖေအရင်အောင်ဂရုစိုက်တာမဟုတ်ဘူးဒီလိုလူမျိုးတွေဟာကိုကျိုးအတွက်ပဲကြီးကြပ်တာပါ